မင်္ဂလာပါရှင်စီအိုင်တရင်ဌာနရဲ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့ KIA အနေနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဗမောက်မြို့ကိုရရှိပြီးနောက်မကြာခင်မှာဗမောက်မြို့ကနေအပီးပိုင်ဆုတ်ခွာသွားနိုင်တယ်လို့တိုင်းနိုင်ရှမ်းလေးအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်ထေအောင်ကပြောဆိုလိုက်တဲ့သတင်းရုရှားအနေနဲ့ဥရောပကိုတိုက်ခိုက်ဖို့အစီအစဉ်မရှိပေမဲ့ရန်လိုလာရင်ထိထိရောက်ရောက်တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောကြားလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရိုင်အင်းနေနဲ့သခိုင်းနိုင်ဒေသကြီးအထက်ပိုင်းဗမောင်မြို့ကိုရရှိပြီးနောက်မကြာခင်မှာဗမောင်မြို့ကနေအပီးပိုင်ဆုတ်ခွာသွားနိုင်တယ်လို့တိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်ထီအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ ကချင်လူလတ်ရေးတက်မတော် KIA အနေနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဗမောင်းမြို့ကိုရရှိပြီးနောက်မကြာခင်မှာဗမောင်းမြို့ကနေအပီးပိုင်ဆုတ်ခွာသွားနိုင်တယ်လို့တိုင်းလိုက်ရှိုင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်က CNN သတင်းဌာနကိုပြောပါရယ် KIA ဥဆောင်နယ်ပူပေါင်းတပ်ဖွဲ့ဟာဗမောင်းမှာမြမတက်မတော်နယ်စစ်ရေးပြင်းထန်ပြီးရှုံးနေနေချိန်မှာဗမောင်းမြို့ကို2025ခုနှစ်စက်တင်ဘာ15ရက်မှာစတင်တိုက်ခိုက်ပြီးစက်တင်ဘာ20ရက်နေ့မှာသိမ်းပိုင်နိုင်ခဲ့တာပါ ဒါအပြင်ဗမောက်မျိုးဟာရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်ထဲမှာပါဝင်ပေမဲ့လေဒီဇင်ဘာ28ရက်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1အတွက်မြို့နယ်တရား2ခုထဲမှာမပါဝင်ကြောင်းသိရပါဗျ။ကြရရင်အနေနဲ့ဗမောမှာစစ်ရေးတိုက်ခါကြတဲ့ကိစ္စကိုဗမောမျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးစစ်ရေးအရအဖက်ဆယ်တဲ့သဘောဖြစ်ကြောင်းမကြခင်မှာဗမောမျိုးကနေအပီးပိုင်ဆုတ်ခွာသွားနိုင်ကြောင်းတိုင်းလိုက်ရှဲနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှာ ဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရယ်။အဲခုကျွန်တော်တို့ဗမောက်ကြတော့ပထမအချိန်ရွေးကောက်ပွဲမှာတော့မပါသေးဘူးကောနော်တရားနည်းမျိုးနဲ့ပြင်ရတဲ့အဲမှာတော့နောက်တစ်ပိုင်းကျရင်တော့ပါကောင်းပါလာနိုင်တယ်။ဒါဒီအချိန်တိုင်းမှာတခုမှာတော့ကြံ့ရည်နိုင်မှာပါ။အာကျွန်တော်ရဲ့ယူကြည်ကတော့ SNE လေးဖြည့်တယ်ကိုယ့်ရဲ့အမြင့်သားကိုကာဖို့ရတော့တမ်တော်လည်းတွေ့ပြီးလုပ်နေတဲ့အခြေအနေကတော့ဒီယူကောက်ပွဲဆိုတာဒီမိုကရေစီလိုယူကောက်ပွဲဖြတ်တန်းရပါလိမ့်မယ်။ဒါကကျွန်တော် တော့အမျိုးသားပြောရမယ်ဆိုတော့ဒီဘုံဘုံမှာစီးတိခါကြားတဲ့ကိစ္စကိုဘုံဘုံကိုတိုက်ပြီးမှစီးရေးဖတ်ဆွဲလို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မို့ KIA ကဘုံဘုံကိုမကြားခင်မှာသူစွန့်လို့ပါလိမ့်မယ်။ဘုံဘုံစွန့်လို့မှာဘုံဘုံကိုနိုင်တယ်စီးရေးလို့ဟာနိုင်ငံရေးဘုံတိခါပေါ့နော်နိုင်ငံရေးကိုစီးရေးအနေနဲ့နိုင်ငံရေးဘုံတိခါတင်တယ်။တစ်ဖက်မှာဘုံဘုံမှာဘုံဘုံကိုသူမကြားခင်စွန့်လို့နိုင်တယ်လို့ကျွန်တော်ဘုံဘုံအပြီးပိုင်းစွန့်ခွာလိမ့်မယ်လို့တော့ကျွန်တော်မြင်တာပေါ့နော်။အဲဒီအခုကြာ19ရှိတဲ့အခါကျတော့ အဲ့ဒါတော့လည်းဒါလက်ကုန်ဒီလိုမကြရင်ဆိုတော့လက်ကုန်ပြီးတော့မကြရင်တော့ကျင်းကြီးကပုံမောကနေအပြီးပိုင်းဆုတ်ခွာသွားနိုင်တယ်ဆိုတော့ကျွန်တော်မြင်တယ်အဲ့ဒီမောက်ကိုရပြီးနောက်ပိုင်းတော့လေလက်ရှိပမောက်မျိုးကို KIA PDF ကဒုတဖွဲ့တို့ပူပေါင်းပြီးထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီးနောက်တက်မတော်ကစက်တင်ဘာ22ရက်မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ပါတယ်။ဗမောက်မျိုးမှာရဲနေလူမျိုးအများဆုံးနေထိုင်ပြီးဒုတိယအများဆုံးကတော့ကဒုလူမျိုးတွေဖြစ်ကြတာပါ။ KIA အနေနဲ့ဗမောက်ကိုရရှိသွားတဲ့အတွက် စကိုင်းတိုင်းအထက်ပိုင်းကိုရိတ်ခါလူလက်နက်ပို့ဆောင်မှုအစဉ်ပြေကြောင်းစစ်ရေးနဲ့နိုင်ငံရေးကဲခတ်တွေကထောက်ပြကြပါတယ်။လက်ရှိမှာ SNL တပ်ဖွဲ့ဟာဗမောင်းမျိုးအနောက်ဘက်ခြမ်းကိုထိန်းချုပ်ထားပြီးစစ်ပွဲအတွက်ပြင်ဆင်နေသလိုဗမောင်းမျိုးပြန်လည်ရရှိရေးအတွက်လည်းပြင်ဆင်လျက်ရှိနေပါတယ်။ဗမောင်းမျိုးကိုရှမ်းနေတွေလက်လွတ်လိုက်ရတာဟာခုခံနေတဲ့အင်အားနဲ့စစ်ကူမလာနိုင်တဲ့အတွက်ကြောင့်ဖြစ်ကြောင်းလေးစစ်ရေးနဲ့နိုင်ငံရေးကဲခတ်တွေကထောက်ပြကြပါတယ်။ရှမ်းနေမျိုးသားများတက်မတော်အစံနေအနေနဲ့ဗမောင်းမျိုးကိုလက်လွတ်လိုက်ရတဲ့အတွက် ိုင်ငံရေးတိုက်ခါကြစီတာကြောင့်ပြည်လဲရရှိအောင်ကြိုးစားလာနိုင်တယ်လို့တိုင်းလိုက်ရှဲနေအမျိုးသားမျိုးဖွံ့ဖြိုးတွတ်တက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်းထီအောင်က CNN သတင်းဌာနကိုပြောပါတယ်။ SNE အနေနဲ့ကတော့ကျွန်တော်ညတ်တော်နဲ့သူလက်တွဲထားတယ်ဆိုတော့ဒါဘုံမဒီတာသူဒီနိုင်အောင်ပြန်တိုင်းမှာပဲနိုင်ငံရေးရပြည်နယ်ကုန်ပြင့်ပါလိမ့်မယ်။ဘာကုဒီတာကိုကိုမကဘုံမမိချရတာသူတက်ကုန်နိုင်ငံကုန်ဒီခါကြပါလား။ ခုဒီမျိုးနေခံရအများကြီးနေခံဒေတာကိုကိုမကာကွယ်ပေးနိုင်ဘူးလားဆိုတော့ကျင့်ကြံ့မျိုးပေါ့နော်လူတွေဒီကျွန်တော်ဒီမိသားစုမှာအချမ်းမျိုးကြားထဲမှာလည်းဖြစ်ပေါ်လာနိုင်တဲ့အတိုင်းအတာလေးတခုရှိပါတယ်ဒါကြောင့်မို့ဆက်ဆက်ရင်းနေတော့ပမောမျိုးကိုရအောင်တော့သူကြံ့လည်မှကြိုးစားလာမယ်လို့တော့ကျွန်တော်မြင်ပါတယ် KIA ဟ ோம் လင်းမျိုးနဲ့ကတာမျိုးတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ခြေလည်းရှိကြောင်း KIA ဟာဗမာမျိုးကိုဘလောက်ကြာကြာထိန်းချုပ်နိုင်မလဲကိုစောင့်ကြည့်ရအောင်မှဖြစ်ကြောင်း KIA ဟာရှမ်းနေဒေသတွေကိုဥတီတိုက်ခိုက်နေတာကလည်း SNL နဲ့ရှမ်းနေအင်အားကိုဖျက်တောက်ဖို့ကြိုးပမ်းနေတာလည်းဖြစ်နိုင်ကြောင်းစီးရင်းနဲ့နိုင်ငံရေးကဲခတ်တွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။လက်ရှိမှာလည်း Homeland မြို့ကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျာကြောင်း Homeland မြို့ပတ်ပတ်လေကကြေးရွာဆေးရွာမှာ KIA PDF နဲ့ SNL ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ဟာကရင်ပြည်နယ်အတွင်းစစ်ရေးပဋိပက္ခနဲ့ငြိမ်းချမ်းရေးကိစ္စရပ်တွေကိုတွဲဆောင်ဆွေးနွေးခဲ့ပြီးနောက် ဘလို့သဘောတူညီချက်တွေရရှိခဲ့တယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်ခဲတွေကစောင့်ကြည့်နေကြရဆိုတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါကရင်လက်နက်ကံအဖွဲ့သုံးဖွဲ့ဟာကရင်ပြည်နယ်တွင်စစ်ရေးပဏိပခနဲ့ငြိမ်းချမ်းရေးကိစ္စရပ်တွေကိုတိုက်ဆုံဆွေးနွေးခဲ့တဲ့နောက်ဘလို့သဘောတူညီချက်တွေရရှိခဲ့တယ်လို့ဆိုတဲ့ပေါ်စစ်ရေးနဲ့နိုင်ငံရေးကက်ကတွေကစောင့်ကြည့်နေကြပါတယ်။အဲ့ဒီအစည်းအဝေးပွဲကိုကရင်ပြည်နယ်မြဝတီခရိုင်တက္ကသိုလ်ဆိုင်မြကျွရမှာကရင်နယ်ခြားဆောက်တဲ့ BGF KN နဲ့အမှတ်၄စစ်တရားဌာနချုပ်မှာကရင်ပြည်နယ်နယ်ခြားဆောက်တဲ့ BGF KN နဲ့ ီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ငြိမ်းချမ်းရေးကောင်စီ KNU KNL ပြည်စီမှခေါင်းဆောင်များ2025ခုနှစ်စက်တင်ဘာ28ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။လက်ရှိမှာလက်နက်ကင်ပဏိပခါတွေဟာကြီးမားကျယ်ပြန့်နေရတဲ့အတွက်မိမိတို့တုံးဖွဲ့အနေနဲ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေပူးပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးခဲ့ကြတယ်လို့ KNU KNL ပြည်စီမှဗိုလ်မှူးကြီးစောကျွန်းညွန့်မှ CNN သတင်းဌာနကိုပြောပါတယ်။ငြိမ်းချမ်းရေးဆိုင်ရာပြည်လက်နက်ကင်တုံးဖွဲ့တွေ့ဆုံပွဲဆိုတော့ဟိုစားပေါ်လေး အညီချင်ကြီးကိစ္စရတယ်ပဲဆက်လက်ဆောင်ရမှာပါတို့တော့ဒီချိန်မှာညီချင်ကြီးလို့ပြောလိုက်မယ်ဆိုရင်တော့သူများကြီးဆရာဖြစ်မှာပေါ့ဆရာရဲ့ကျွန်တော်တို့နိုင်ငံတနင်္ဂနွေလေလည်းနိုင်ငံပြည်ပခါတိကဒီမှာချက်ပြနေတယ်ငါကင်းပြနေဆိုရင်လည်းပဲတိတဲ့ချိန်မယ်လေအဲတိုက်ပွဲတွေအစစ်အမှန်ပြဖြစ်နေတယ်ဒီချိန်လေးအမှကျွန်တော်တို့အတွက်ညီချင်းဆိုတော့တော့အာအများကြီးလမ်းဝေးပါတယ်မိမိတို့ကရင်လက်နက်ကင်တုံးဖွဲ့အနေနဲ့လက်ရှိကြုံတွေ့နေရတယ်လက်နက်ကင်ပဏိပခါတွေအခက်အခဲတွေစိန်ခေါ်မှုတွေ ပြည်သူလူထုရဲ့ဒုက္ခဆင်းရဲတွေရှင်းချနိုင်ရင်လည်းပုံရိပ်မကျေပြန်လာနိုင်ရင်ဆောင်ရွက်သွားမယ်လို့သူကပြောပါတယ်။သို့တော်လည်းပဲကျွန်တော်တို့လက်ရှိချုပ်တွေ့နေရတဲ့ဒေသခံပြည်သူလူထုတွေပေါ့ဟိုကဲကဲဒီစကောမူလီလည်းရှိပါတယ်ဒီလက်နက်ကံပြပြခါကြောင့်ပြည်သူလူထုရဲ့ချုပ်တွေ့နေရတဲ့နေ့တူကဒုက္ခဆင်းရဲတွေကိုကျွန်တော်တို့ကဟိုဘူစာဖို့လေဟိုရှင်းချလို့ရအောင် ဒါလည်းပို့လို့မချေပြန်လာအောင်ဝိုင်းဝန်းထိသေးလို့ရအောင်ဒီပေါ်မှာကျွန်တော်တို့ဒီတော့ဖွဲ့အနေနဲ့ဒါဟိုအတူမြေကိုမြင်တင်ကြကြလဲရှင်းနေကြလဲအဲ့ဒီလိုမျိုးတွေ့ဆုံမှုပဲဖြစ်ပါတယ်ခင်ဗျာကရင်ပြည်နယ်မှာကရင်အမျိုးသားအစည်းအရုံး KNU ຫນွေဦးတော်လိုင်းတပ်ဖွဲ့တွေနဲ့မြမတပ်မတော်ကြတိုက်ပွဲတွေဖြစ်ပွားနေပါတယ်အဲ့ဒီလိုတိုက်ပွဲတွေကြောင့်နေရက်ဆုတ်ခွာထွက်ပြေးတန်းရှောင်နေကြတဲ့လူတွေရှိနေတယ်လို့နယ်စပ်ကုန်တွေတွေရပ်တန့်ထားရတာကြောင့်လူနေမှုစိတ်တွေမြင့်တက်ခြင်းနဲ့ကြုံတွေ့နေကြရပါတယ် အလားတူလာမယ့်2025ခုနှစ်စက်တင်ဘာ28ရက်မှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုလက်မခံဖို့နဲ့ပူးပေါင်းမှုမပြုကြဖို့ကရင်လူကထုတ်ပြန်ထားတာကြောင့်ကရင်ပြည်နယ်တွင်ရွေးကောက်ပွဲကာလမှာပဏိပခတွေပြင်းထန်လာမှာကိုစိုးရိမ်နေကြပါတယ်။ရွေးကောက်ပွဲဟာနိုင်ငံရေးစည်ရေးပဋိပခတွေကိုဖြည့်ရှင်းပေးနိုင်တယ်လို့ပြည်အောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောဆိုလိုက်တဲ့သတင်းပြည်စုံကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ လာမယ့်ရွေးကောက်ပွဲဟာနိုင်ငံရေးစီးရေးပိဋကတွေကိုဖြည့်ရှင်းပေးနိုင်တယ်လို့ပြည်ထောင်စုကြက်ခန့်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကရာဥက္ခင်ကြီးက2025ခုနှစ်စက်တင်ဘာ28ရက်မှာပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲကနိုင်ငံရေးစီးရေးပိဋကတွေကိုဖြည့်ရှင်းပေးနိုင်ပေမဲ့လည်း66ပွားယောဂအားပျောက်တဲ့ဈေးမဟုတ်ကြောင်းလုံးဝငြိမ်းချမ်းသွားမယ်ဆိုတာမျိုးကတော့လူနဲ့ဆိုင်တဲ့ကိစ္စလို့နိုင်ငံရေးလေးလာသုံးသပ်သူတွေကထောက်ပြချပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့စီးရေးပိဋကတွေကိုကိုင်းတွယ်ဖြည့်ရှင်းနိုင်မဲ့နီလန် USDP USDP ပါတီမှရှိတယ်လို့ USDP ပါတီဥက္ကရာဥခင်ကြီးကပြောပါတယ်ကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့တွေးခေါ်ဒီကြောင်းအကြမ်းဖက်မှုပြိပက္ခတွေရှားမှာလူသားအလုံးရဲ့အနာဂတ်တွေမျှော်မှန်းချက်တွေကြောက်လန့်တုန်လှုပ်မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာ အဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လို့ရတယ်ကျွန်တော်အခိုင်အမာယူဆပါတယ် မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲအားမပြတ်ပြတ်အောင်ဖျက်မဲဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲမှာပါဝင်ပူးပေါင်းသူတွေကိုအရေးယူမီဖြစ်ကြောင်းလက်နက်ကိုင်တချို့ PDF, MUG, CRPA, NUCC တို့ကထုတ်ပြန်ထားပါတယ်။အဲဒါကြောင့်ရွေးကောက်ပွဲဟာပြည်ရင်းနိုင်ငံရေးနဲ့စီရေးပရိပခါတွေကိုအဆုံးသတ်မှုမဖြစ်ပဲပရိပခါအသစ်တစ်ခုထပ်မံပေါ်ပေါက်လာမှာကိုပြည်ရင်းပြည်ပကစိုးရိမ်နေကြပါတယ်။ရွေးကောက်ပွဲဟာလိုအပ်ချက်ဖြစ်ပေမဲ့96ပါးယောဂအားပျောက်တဲ့စေမဟုတ်ကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌဒေါက်တာညိုညိုတင်းက CNN သတင်းဌာနကိုပြောပါရယ်။အာရွေးကောက်ပွဲဟာနိုင်ငံရဲ့လိုအပ်ချက်ဖြစ်ပြီးမြေနိုင်ငံရေးကိုစည်ရေးပဋိပက္ခကိုအားလုံးပေါ့မြန်မာပြည်မှာရှိတဲ့ပြည်ပနာတွေအလုံးစုံကိုဖြည့်ရှင်းပေးနိုင်တဲ့66ပါးယောဂါကိုပြောက်ကဲစေးတော့မဟုတ်ဘူး။ဘာကောင်းလာမလဲဆိုစနစ်နဲ့အုပ်ချုပ်တဲ့ပြည်မလေးပေါ်လာမယ်။အာဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ကျောင်းစုကိုဦးတည်တဲ့နှောက်ရှိဖွံ့ဖြိုးတဲ့အခြေခံဥပဒေပါပါတဲ့နိုင်ငံသားအခွင့်အရေးကိုအာမခံနိုင်တဲ့ အစိုးရရတော့ပေါ်လာမယ်။ခုကတမတော်အစိုးရကာလဖြစ်တဲ့အတွက်ကြောင့်မလို့2008ပြည်တော်ချိန်ကဥပဒေမှာရှိတဲ့နိုင်ငံသားအခွင့်အရေးတွေကိုတောင်းမှထိမ့်သိမ်းထားခံရတဲ့ကန့်သက်ထားခံရတဲ့အခြေအနေဖြစ်နေတယ်လေ။ဒီကောက်ပေါ်ရာတိုင်းပြည်ရဲ့ဒုဝတ်ချက်တချို့ကိုဖြည့်ဆည်းပေးနိုင်တယ်။ဒီစီရေးကလည်းအကျိုးစီးပွားပတ်သက်နေတဲ့အုပ်စုကြီးကမြန်မာနိုင်ငံမှာရန်ကြီးထွားနေတယ်။အုပ်စုအသီးသီးကသူတို့ရဲ့အကျိုးစီးပွားကြီးကိုယ်ပိုင်အကျိုးစီးပွားတွေကို short term မှတ်တာ နေမြန်မာနိုင်ငံမှာရှိတဲ့အစိုးရချင်းတွေရောပါတော့မှာပေါ်ပေါက်လာမဲ့အစိုးရကလည်းလက်စားချေရေးကိုဟူးမတည်ပဲနဲ့နိုင်ငံရဲ့အမျိုးသားပြန်လည်စစ်မြေရေးကိုဦးတည်မယ်ဆိုရင်တော့စီးပရိသတ်ခါတွေအနေနဲ့အများရှော့ချသွားနိုင်ပြီလေရွှေကောက်ဘွဲကနိုင်ငံရေးနဲ့စီးရေးပရိပခါတွေကိုဖြည့်ရှင်းပေးနိုင်တာကအမှန်ဖြစ်ပြီးလုံးဝငြင်းငြမ်းသွားမယ်ဆိုတာမျိုးကတော့လူနဲ့ဆိုင်တဲ့ကိစ္စလို့ USDP ပါတီမှဗဟိုအလုံအမှုဆောင်ဦးလာသိန်းကဆီယန်နိုင်ငံတည်ထောင်ဌာနကိုပြောပါရတယ်။ ဒီလိုပဲနိုင်ငံရေးနဲ့စီးပွားရေးကိုဖြည့်ဆင်းပေးနိုင်တယ်လို့မှတ်မိလေ။ဒါအမြင်ပြောရမယ်ဆိုရင်တော့ယူရိုပွဲကိုဖြစ်သိခြင်းနဲ့ဒီလိုရဲ့ဆန္ဒအဖြစ်သိခြင်းနဲ့တောင်းကျမ်းသူတွေရဲ့ဆန္ဒနှစ်ခုကြားထဲမှာရှိတဲ့ပြည်ပကလုံဆွဲရမှာတော့အချို့နေရာတွေမှာပြည်ထောင်အောင်ပြည်ထောင်ပါလိမ့်။နားမလည်သေးတဲ့လူတွေအားလုံးမှာပြည်ထောင်ပြည်ထောင်မှာပေါ့။ဒါတွေအကုန်လုံးကိုအစိုးရနဲ့နိုင်ငံရေးပါတီတွေအားလုံးကိုသူစိတ်ကြမ်းတကြနဲ့စိတ်ခေါ်ပြီးတော့မှဒီကောပေါ်မှာပေါင်းရှိတဲ့ငင်းနေတာပဲ။တော်တော်လေးလုံးဝအုံငင်းချမ်းသွားမယ်ဆိုတော့မျိုးကတော့ ဖြစ်ခြင်းလည်းဖြစ်လာနိုင်တယ်မဖြစ်ခြင်းလည်းမဖြစ်နိုင်ဘူးပေါ့လူနဲ့ပိုင်တဲ့ကိစ္စဖြစ်တဲ့ကြောင့်ပြည်သူသားစိတ်တွေနဲ့ဓမ္မတာသူတို့ဆွဲနိုင်ကြတဲ့လူတွေအဆွေးအော်တဲ့လူများနေမှာလေအဲဒီကလေးနည်းနည်းတန်မှာပေါ့ကိုယ်လည်းလူချင်းလို့ရှိရင်ကိုယ်လည်းပြောဆိုခွင့်ရတယ်တတိပုဂ္ဂိုလ်ကဝန်ခံပြီးနိုင်တဲ့ခါကျဆက်တော်ထဲမှာပြောလို့ရတာပေါ့ မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလမှာကိုယ်စားလှယ်လောင်း4963ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းအမည်စရင်တင်သွင်းလာတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ်စက်တင်ဘာ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဆိုပါဝင်ရောက်ရှင်ပြိုင်ကြမဲ့ပါတီတွေအနက်ပြည်ထောင်စုစံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်1018ဦး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာကိုယ်စားလှယ်694ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်600 32ဦးမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်428ဦးရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှကိုယ်စားလှယ်984ဦးပြည်သူ့ပါတီမှကိုယ်စားလှယ်912ဦးတို့အသီးသီးဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ဒီနေ့သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။ရုရှားအနေနဲ့ဥရောပကိုတိုက်ခိုက်ဖို့အစီအစဉ်မရှိပေမဲ့ရန်လိုလာရင်တိတိယောက်ယောက်တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားအနေနဲ့ဥရောပကိုတိုက်ခိုက်ဖို့အစီအစဉ်မရှိပေမဲ့ရန်လိုလာလျင်တိတိယောက်တုံ့ပြန်သွားမယ်လို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးစာဂျီလာဘရော့ကပြောကြားခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။နေဒိုးနိုင်ငံတွင်နဲ့တင်းမာနေချိန်မှာလာဘရော့ကကုလသမဂ္ဂအထွေထွေညီလာခံမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့လကခေါင်းဆောင်တွေထိပ်သီးအစည်းအဝေးပြီးနောက်လာဘရော့ကအမေရိကန်ဘော်သဘောထားပုံမှုပြောပြောင်းလာပါတယ်။ရုရှားအနေနဲ့ အမေရိကန်အစိုးရနဲ့ဆွေးနွေးဖို့မျှော်လင့်ချက်အရှုတ်ရှိနေသေးတယ်လို့သူကပြောကြားခဲ့ပါတယ်။နေတိုးအဖွဲ့ကပိုလန်နိုင်ငံပေါ်ဖြတ်တန်းတဲ့ရုရှားရဲ့ဒုံးတွေကိုပြစ်ချမှုပါဝင်လက်တလောဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဥရောပမှာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ရုရှားတိုက်လေယာဉ်တွေကသူ့ရဲ့လေပိုင်နဲ့အတွင်းကို12မိနစ်ကြာဝင်ရောက်ခဲ့ကြောင်းအက်စတိုးနီးယားကလည်းပြောကြားခဲ့ပါတယ်။ရုရှားကအက်စတိုးနီးယားလေပိုင်နဲ့အတွင်းကိုဝင်ရောက်ခဲ့ကြောင်းဆွဆွဲမှုကိုညှင်းဆို့ခဲ့တယ်လို့သူ့ရဲ့ဒုံးတွေဟာပိုလန်နိုင်ငံကိုပြစ်မှတ်ထားတာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။နေတိုးက သူ့ရဲ့လေပိုင်နက်ကိုထပ်မံချိုးဖောက်မှုတွေမပြုလုပ်ဖို့ရုရှားကိုတတိပေးခဲ့ပါတယ်။ကမ္ဘောဒီးယားရဲ့ရန်စားမှုကိုထိုင်းကအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာတတိပေးပြောကြားလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ ထိုင်းနိုင်ငံသားရေးဝန်ကြီးတီယားဆက်ဖူဟန်ကတ်ကော်ကအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာထိုင်းနိုင်ငံဟာဗပောင်းဆောင်ပါဝင်မှုကိုထောက်ခံကြောင်းနဲ့နယ်စပ်တင်းမာမှုနဲ့ပတ်သက်ပြီးကမ်ဘောဒီးယားကိုဝေဖန်ခဲ့တယ်လို့တနေရှင်းကဖော်ပြခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကနိုင်ငံသားရေးဝန်ကြီးဖြစ်လာတဲ့တီယားဆက်က ထိုင်းနိုင်ငံအနေနဲ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးလူ့ခွင့်ရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့လုပ်ငန်းဆောင်ရွက်မှုတွေပုံမှန်အားကောင်းခိုင်မာလာစေဖို့ကူညီပေးလိုတယ်လို့ပြောကြားခဲ့ပါတယ်။ကမ္ဘာနိုင်ငံတွေဟာစစ်ပွဲနဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲရေးပါဝင် ပြင်းထန်တဲ့ပြဿနာတွေကိုရင်ဆိုင်နေရတာကပြောင်းလဲနေတဲ့ခေတ်နဲ့အညီကုလသမဂ္ဂကလည်းပြောင်းလဲရမယ်လို့သူကဆိုပါတယ်။ တရားဆက်ကထိုင်းနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကိုမိမောင်းထိုးပြခဲ့ကထိုင်းနိုင်ငံအနေနဲ့မိုင်းငင်ကျဲနေရာတွေရဲ့69ရာခိုင်နှုန်းကိုရှင်းလင်းနေပြီးမြန်မာနိုင်ငံကနေရွှေပြောင်းနေထိုင်သူတွေကိုကူညီမှုတွေဆက်လက်လှုပ်ဆောင်နေရလို့ပြောကြခဲ့ပါတယ်။အာဆီယံကကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်အရေးပါတယ်လို့လည်းသူကဆိုပါတယ်။ကမ္ဘောဒီးယားအရေးနဲ့ပတ်သက်ပြီးတရားဆက်ကကမ္ဘောဒီးယားဟာထိုင်းပြည်သူတွေနဲ့စစ်သားတွေကိုထိခိုက်စေဖို့လှုပ်ဆောင်နေရလို့ဆွဆွဲပြောကြခဲ့ပါတယ်။ စက်တင်ဘာ23ရက်ခေတ်ကကမ္ဘောဒီးယားစစ်သားတွေဟာနယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုပြုလုပ်ပြီးထိုင်းနိုင်ငံအတွင်းထံဒရုန်းတွေဆဲလုခဲ့ကြောင်းဒီလို့ရဲဟာမလေးရှားနိုင်ငံပူထရာဂျာရာမှာနိုင်ငံပြုလုပ်ခဲ့တဲ့အပစ်ခတ်ရဲစဲရေးကိုချိုးဖောက်နေလို့သူကဆိုပါတယ်အပစ်ခတ်ရဲစဲရေးဟာမခံခဲ့ပေမဲ့ငင်းငယ်ရာနှစ်ဖက်စလုံးကဂတိကဝတ်တွေလိုအပ်ကြောင်းတရားဆက်ကအလေးပေးပြောကြားခဲ့ပြီး1991ပါရီငင်းငယ်သဘောတူညီချက်ရရှိပြီးနောက် ထိုင်းနိုင်ငံဟာကမ္ဘောဒီးယားပြန်လည်တည်ဆောက်မှုမှာအကူအညီပေးခဲ့ကြောင်းပြန်လည်အသိပေးပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံအနေနဲ့သူ့ရဲ့အချုပ်အခြာကိုအခုခံကာဝယ်လျက်ငြိမ်းချမ်းရေးအတွက်ရည်တည်သွားမှာဖြစ်ပြီးပြဿနာတွေကိုဆွေးနွေးမှုတွေကနေတဆင့်ဖြေရှင်းဖို့ကမ္ဘောဒီးယားကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံကတော့ငြိမ်းချမ်းရေးလမ်းစဉ်ကိုရွေးချယ်ပါတယ်။ဘာလို့လဲဆိုတော့နှစ်နိုင်ငံလုံးကပြည်သူတွေကငြိမ်းချမ်းရေးနဲ့ထိုက်တန်ပါတယ်။ဒါပေမဲ့ကျွန်တော်သိချင်တာကကမ္ဘောဒီးယားကအမေရိကန်ငြိမ်းချမ်းရေးလိုချင်လားမလိုချင်ဘူးလားဆိုတာပါပဲလို့တရားစက်ကပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့စစ်ရေးချက်ထင်မှုကြောင့်ထရန့်ရဲ့ဂါဇာအတွက်အပြစ်ခတ်ရစဲရေးအစီအစဉ်ကိုဟာမတ်စ်လက်ခံနိုင်ကြောင်ပြောကြားလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။အစ္စရေးတပ်ဖွဲ့တွေကဂါဇာစီးပွားမျိုးကိုထိုးစစ်ဆင်မှုပုံမှုတုံးမြင့်လှောက်ဆောင်နေတာကြောင့်အမေရိကန်တမ်ပရာတော်နဲ့ထရန့်ရဲ့ဂါဇာအတွက် အပြစ်ခတ်ရစဲအစီအစဉ်ကိုလက်မခံနိုင်ကြောင်းဟာစမတ်အဖွဲ့ကပြောတယ်လို့ရိုက်တာဖော်ပြခဲ့ပါတယ်။ X-ray သတင်းစာတစ်စောင်မှာဟာစမတ်အဖွဲ့က X-ray တစားခံတွေအားလုံးကိုလှုပ်ပေးဖို့စီးမြင့်တွေကိုတဘောတူခဲ့တယ်လို့ဖော်ပြထားပါတယ်။အပြန်အလှန်အနေနဲ့ဟာစမတ်အဖွဲ့ကပါလက်စတန်အကျဉ်းသားယာကြီးပြန်လှုပ်ပေးဖို့နဲ့ X-ray တပ်ဖွဲ့တွေတဖြည်းဖြည်းတပ်ပြန်ဆုတ်ဖို့လိုလားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီအစီအစဉ်မှာဂါဇာမှာဟာစမတ်အုပ်ချုပ်ရေးကိုအဆုံးသတ်ဖို့နဲ့ X-ray အနေနဲ့ဂါဇာကိုတိမ်းမှတ်ခြင်းမပြုဖို့ဂတိကွေးတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ဟာစမတ်တာဝန်ရှိသူတဦးကသူတို့စီမြေတီအစီအစဉ်မှာပေးဖို့လာခြင်းမရှိဘူးလို့ရိုက်တာတင်းကိုပြောပြခဲ့ပါတယ်။ဂါဇာနဲ့ပတ်သက်ပြီးသဘောတူညီချက်တည်းရဲ့လူမျိုးရရှိထားပါတယ်။ဒါပေမဲ့အသေးစိတ်တော့မပြောနိုင်သေးဘူးလို့ထရန်ကစက်တင်ဘာ26ရက်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အစ္စရေးကထရန်ရဲ့မှတ်ချက်တွေကိုလူသိရှင်ကြားထုတ်ပြန်ထားတာမရှိပါဘူး။ထရန်ကအဲ့ဒီအရေးကိုဆွေးနွေးဖို့အတွက်စက်တင်ဘာ29ရက်မှာအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ စီနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာနယူကာဆယ်အသင်းကိုနောက်ကျအနိုင်ကိုကြောင့်နှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့ပြီးနောက်နောက်ဆက်ကိုတတ်နိုင်တယ်ဆိုတာတက်တည်ပြသခဲ့တယ်လို့နိပြအာဒီတာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းကနယူကာဆယ်အသင်းကိုနောက်ကျအနိုင်ကိုကြောင့်နှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့ပြီးနောက်နိပြအာဒီတာကသူတို့ဟာနောက်ဆက်ကိုတတ်နိုင်တယ်ဆိုတာတက်တည်ပြသခဲ့တယ်လို့ပြောခဲ့ပါတယ်။ အာဒီတာကနောက်တစ်ဆင့်တက်ဖို့ ਨੇ အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုဘယ်လိုသင်ယူရမလဲဆိုတာကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။အတင်းဟာဒီဘက်မှာထူးခြားတဲ့အရာတွေကိုလုံပြနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကအလွန်ခက်ခဲတဲ့ကွင်းမှာနီးမျိုးစုံနဲ့ကစားပြီးတတ်မှတ်ထားတဲ့ပုံစံအတိုင်းအနိုင်ရယူနိုင်ခဲ့တာကိုပြသခဲ့ပါတယ်။ဘောလုံးဆိုတာစိတ်ကံစားမှုနဲ့ဖြတ်တန်းရတဲ့အရာဖြစ်ပြီးပွဲပြီးမှကျွန်တော်တို့ကလပတဲ့အရာတစ်ခုရခဲ့ပါတယ်လို့သတင်းတောက်တွေကိုပြောခဲ့တာပါ။ဒီဘက်မှာအာဆင်နယ်အတင်းဟာ ဗော်ဒီမာဒီရဲ့အတွင်ကိုလည်းနူကဆယ်တင်ရဲ့ဥဆောင်ခြင်းကိုခံခဲ့ရပါပဲ။လူစားဝင်လာတဲ့မယ်ရီနိုကပွဲချိန်84မိနစ်မှာအာဆင်နယ်အသင်းအတွက်ခြေပါကိုသွင်းယူပေးခဲ့ပါရယ်။အာဆင်နယ်အသင်းအတွက်အနိုင်ကိုပွဲချိန်မိနစ်90ပြည့်ပြီးထပ်ဆောင်းအချိန်ပို6မိနစ်မှာဂါဘရီယယ်ကသွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းဟာဒီပွဲစဉ်ရဲ့အစောပိုင်းမှာပယ်နယ်တီရနိုင်မဲ့အခွင့်အရေးကိုကွေးလက်တိုင်းလူကြီးကငင်းပယ်ခဲ့တာကြောင့်နစ်နာခဲ့ရပါမယ်။နောက်ကျအနိုင်ကိုကြောင့်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာဒီနိုင်ပွဲကြောင့်ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့လီဗာပူးအသင်းရဲ့နံပါတ်အကွာအစ်စ်နစ်နေရာမှာရပ်တည်နေတာပါ။ အာဆရယ်အသေးနီးပြအာဒီတာကယောဂီရက်ဆီရဲ့ဖြတ်တုတ်ခံရမှုမှာသူတို့တေချာပေါက်ပန်နယ်ရီရရှိသင့်တယ်လို့ပြောခဲ့တယ်လို့တာဝန်စားသမားစာကားကလည်းသုံးပြချက်တွေကအသေးကိုအမြဲတမ်းစန့်ကျင်နေပေမဲ့နောက်ဆုံးမှာထိုက်တန်တဲ့အရာကိုရခဲ့တယ်လို့ပြောရပါတယ်။ဒုက္ခဆယ်အသေးဟာထပ်ဆောင်ချိန်ပေါ်မှာပြေးခဲ့ရတဲ့အတွင်းကိုကြောင့်ဒီရသည့်ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် မေပြအဒီဟောင်းကသူတို့အကောင်းဆုံးမလုံနိုင်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ဒါမဲ့ဂျားရဲ့ထဲမှာချန်ပီယံလိပွဲစဉ်တွေဖြင့်အာဆင်နယ်အသင်းကအိုလံပီယာကိုလူကာဆယ်အသင်းကအူနီယွန် SG အသင်းတို့နဲ့ရှေ့ပြန်ရမှာဖြစ်ပါတယ်။စီအိုင်တရင်ဌာနရဲ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်တဲ့နေ့တနေ့ကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။